သူလည်းသူလည်းနှုတ်ယူပုံအလုံးဟို600လောက်ဝယ်တော့တော့ပြင်းထန်တာပဲပေါ့နော်အဲ့တော့နေတဲ့အင်အားတော့မဟုတ်ပေါ့အဲ့လောက်အင်အားနဲ့တာလုပ်ရင်ကျွန်တော်ရန်ကုန်ဒီခန့်နိုင်အများကြီးနေပါတယ်ခန့်ဖြစ်ပျက်စီးဖြစ်နိုင်နေအများကြီးလည်းများတယ်ပေါ့နော်ရန်ကုန်မှာတူအပန်းလေးပါတူရင်တူရင်နေရဲ့ဒီအိမ်ကြီးကချမ်းသာတဲ့အတူတည်းအိမ်ကြီးမြင့်တာမြင့်တယ်အိမ်ကအထက်တာမြင့်တယ်သူကအဲ့လိုနေကြရပြီးတော့မန္တလေးရန်ကုန်ရဲ့တူနေမှုじゃအဲ့လိုမဟုတ်ဘူးပေါ့နော် ရက်ွက်တီတီတီအေရတီတီတီကုတွေမှာလူဥယျာဉ်အများကြီးဟာတိုက်ညင်းနေနဲ့စုပြီးနေရတဲ့အခါကျတော့ကုတ်ဒရိုက်ကမပြူရင်တော့ဘေးတိုက်ဘူးသွားပြီးတော့ဟိုဘေးတိုက်ရဲ့ impact ကကိုလာမှာပေါ့နော်အဲသူဒါသူ့ကံကြောင့်ပဲလို့ကျွန်တော်ကျော်လာပြီးရကြပြလို့ရတယ်ဘယ်သူမှကြောက်ဖြစ်မတင်ပါဘူးဒီပတ်ချာလေတော့55ပြီပတ်ချာလို့အဲ့လူကြီးတွေခဲနေတာပေါ့ပြီး80ရဲ့အလဲကောင်မှဖြစ်နေမယ်လူဆိုရင်ဒါဟိုဘက်ပြေးလိုက်တယ်ဒီဘက်ပြေးလိုက်တယ်ဘယ်လိုမှကျွန်တော်မရောက်နိုင်ဘူးကွာ ပလန်မျိုးတွေအားလုံးပဲ generation channel လေးကနေပြီးတော့လည်းပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့လက်ရှိငန္ဒလင်းစခိုင်းမှာဖြစ်ပွားခဲ့တဲ့ငန္ဒလင်းဒဏ်နဲ့ပတ်သက်ပြီးတော့အတူယူပြီးတော့ရန်ကုန်မှာရှိတဲ့သူတွေလည်းပြင်ဆင်ထားဖို့လိုတဲ့ဆိုတဲ့အကြောင်းစကားပါတာဖြစ်တဲ့အတွက်ပြန်လည်ဟိုညပြည့်ချင်းဖြစ်ပါတယ်။အဲကြောင့်ရန်ကုန်မှာရှိတဲ့မျိုးတွေမိတ်ဆွေတွေအားလုံးလည်းလက်ရှိချိန်တွေမှာငန္ဒလင်းအတွက်ပြင်ဆင်ထားစီနာတွေကိုပြင်ဆင်ထားဖို့လိုပါပါတယ်။ကျွန်တော်လေးညာဘဝတတိပေးလို့ပေါ့နော်ကေသေးတဲ့သူဒီခုတန်းရဲ့ကင်းဘဝကိုအရေးကြီးပါတယ်အဲ့ဒီခါကျတော့ကိုယ်တိုင်လည်း တော့တဲ့ safety equipment တွေပေါ့နော် helmet တွေစောင်းထားတင်တဲ့အပိုင်းစားတွေကပြုတ်ပြီးခေါင်းပေါ်ကျနိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီရောင်မြန်များတွေပေါ့နော်ကိုကာကွယ်တဲ့အားတွေလည်းလောက်ထားတင်တယ်လက်အိပ်ဆိုရင်လည်းဟာဒီကျွန်တော်တို့ဟိုဟိုဒီအကြမ်းအောင်ကင်တဲ့လက်အိပ်တွေရှိပါတယ်ဒါတွေလည်းကင်တင်တယ်ပေါ့နော်အဲ့တော့အများအားသတိထားတင်တယ်ပေါ့နော်အဲအကြောင်းတစ်ခုကိုကြည့်လိုက်တိုင်းတစ်ခုတည်းနဲ့မစင်သာရင်တခြားနောက်မှာဘာတွေရှိနိုင်တယ်လဲဆိုတာဆက်ပြီးစဉ်းစားပြီးတော့မှကယ်တဲ့အလုပ်ကိုတိကျလုပ်တင်ပါတယ် ဟိုဆိုလိုတာကိုကကယ်ပြီးတော့မှအပြင်မရောက်ခင်မှာကယ်တဲ့လူရောကယ်ခံတဲ့သူရောအကုန်လုံးထိခိုက်ဖြစ်ခဲ့တဲ့ဖြစ်စဉ်မျိုးတွေလည်းရှိတတ်တဲ့ခါကျတော့တတိကြီးကြီးထားပြီးတော့ကူရကယ်ရမှာပေါ့နော်အဲ့တော့ပြည်သူကတော့ပြည်သူပြည်သူပါတို့ပါငါတို့ပါငါတို့ပဲရှိရတဲ့စကားတိုင်းပဲပြည်သူကတော့ကူညီကြပါကယ်စေကြပါပဲအမှန်ပဲမနေ့ကတနေ့ကဆိုတချို့ဗီဒီယိုလေးတွေမြင်ရတာမှန်တာပါလေအားရပါတယ်ပြည်သူတွေကူနေကြတာတွေကိုလည်းတွေ့ရတယ်ပေါ့နော်ဒီလောက်ဝိစုထားတဲ့ကြားထဲကနေရောက်ကူနေခဲ့နေတာကိုလည်းမြင်ရတာတော့ ဟိုစိတ်ချမ်းသာပါတယ်အဲ့တော့သူတို့တတိထားတင်တာတော့အဲ့ဒါပါပဲထပ်ပြီးတော့ပြူကြလက်စီနိုင်တာရှိသေးတော့ကိုကိုကိုတော့လုံလုံအောင်ဘေးကင်းအောင်တတ်နိုင်ဆုံးကြိုးစားပြီးတော့ခေးကြပါလို့ပြောချင်တယ်နောက်တစ်ခါဆေးရန်တရားတွေပေါ့နော်အဲ့ဒီဘက်ကိုလည်းကျွန်တော်တို့ပြောချင်တယ်ဗာလဲဆိုတော့ဟိုကျွန်တော်ကလေးလုတ်တဲ့ချိန်မှာဆေးရန်တရားဆိုတာကလေးလုတ်ရင်ပေါ်ဝထားတဲ့ဆေးရန်တရားဆိုတာဘယ်နိုင်ငံမှမမထားပါဘူးဒါပေမဲ့ဒါကို inventory ပေါ့နော် list လုတ်ထားရတယ်ဗန်တလေးဆိုရင်ပွင့်နေမှရှိပါတယ်ကြည့်ကိုရှိရမယ်ပေါ့နော်ကျွန်တော်တို့လုံခဲ့တဲ့10နှစ်ကျော်မှာ ုတ်ခဲ့တဲ့စနစ်တွေမှာလူသားစာနာမှာရောဒီအရွဲ့ဒီဘောတော့ပြီးကော်မတီတွေမှာရောဘယ်ကုမ္ပဏီမှာကားဘယ်စင်းရှိတယ်စောက်လို့ရမှာဘယ်တခုအစင်ပြောင်းမှာဘယ်တခုဟောတော့ credit ဘယ်တခုဆိုတာတွေစီးရင်လုပ်ထားရတယ်ရေးချုပ်လာတဲ့ဒါတွေကိုထုတ်သုံးရတယ်ဗောနော်အကုန်လုံးငါးသုံးရတယ်ယူပြီးသုံးရပါတယ်အခုတော့ဘယ်နေရာမှာရောက်နေမှာမသိဘူးပုံတိကလုပ်ငန်းချင်းတယောက်ကဒါထပြီးတော့ပေးဆိုမှာတင်တာတွေ့တယ်သူကုတိုင်ပါလို့ပြောတယ်ဗောနော်သူတယောက်တည်းဘယ်လောက်ကုတိုင်ပါလဲဗောနော်လောက်ကြီးမားတဲ့အပြည့်စီကိုဒီလိုဆေးရန်ရန်တရားကြီးတွေနဲ့ကဲထုံးပါတာလင်ဘေးကလွတ်ပါဆိုတဲ့အခါကျတော့ အခုကျွန်တော်တို့မြင်နေရတာပြည်သူကပြည်သူပဲကိုယ့်လက်တက်ခြေနဲ့ကုနေရတဲ့ဘဝရောက်နေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုအားလုံးကျေးဇူးနဲ့တင်တယ်ဝမ်းလဲတာတယ်သူတို့တွေလုပ်နေရတာကိုဒီလေးလေးစားပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘေးအန္တရာယ်ကင်းခြင်းကိုလည်းကုစားကြဖို့လို့ပြောချင်တယ် အာတချိန်တည်းမှာဆရာဒီတဘာဘေးဟောမြင်လင်နဲ့ပတ်သက်ပြီးတော့ဘာမှပြင်ဆင်မှုမလုပ်ခဲ့ပြင်မဲ့ပေါ့နော်စစ်ကောင်စီကအာဒါလည်းကြုံနေကြုံလာတဲ့အခါမှာကျွန်တော်တို့ဒီတောက်လျှောက်ပေါ့နော်အဓိကသူတို့အာသိမ်းပြီးကလူကျင်နာကနိုင်ငံတကာကနေပြီးတော့ဒီအတိမတ်ပြုမှု legitimacy ရဖို့အတွက်ဆောင်မျိုးဖြစ်တော့အခုလာကိုတည်ပြီးတော့ပေါ့နော်ဟို for show လုပ်နေတာမျိုးတွေကျွန်တော်တို့မြင်ရပါတယ်အဲအဲ့အနေထားပေါ်မအောင်ပေါ့နော်ဆရာဟိုချုပ်တင်ကောင်းဝေးကြတော့ဘာမှမလုပ်ခဲ့ပဲနဲ့တကယ်ဖြစ်လာကြမှာနိုင်ငံရေးအသုံးချဖို့လုပ်နေပေါ့ပါဆရာရဲ့ထင်မြင်ချက်ကလေးလက်ချက်ဟုတ် ဟုတ်ပါတယ်။သူကတော့ခွင့်လန်းကောင်းရပြီလို့သဘောထားပြီလို့သူရအောင်တော့ကြိုးစားမှာပဲပေါ့နော်။ဒါပေမဲ့ဒီအောက်တန်းကြတဲ့စိတ်နဲ့လှုပ်တာဖြစ်တဲ့အတွက်ကြောင့်သူဒီဘယ်တော့မှဒီဘလူးကောင်းကပေါ်မှာပဲပေါ့နော်။သူတို့လှုပ်တာတွေမဟုတ်တာလှုပ်တာတွေဆိုတာလည်းပေါ်နေမှာပဲဆိုတော့သူ့ legitimacy ကရသလိုလိုနဲ့ပြန်ပြီးတော့ကြာတော့မှာပဲပေါ့နော်။သူကတော့ဒီတယောက်တော့ဒီနေရာမှာအားကိုရတော့တကယ်လည်းလှုပ်ကြည့်ရောပေါင်းပေါင်းလို့မရမှန်းသိလာတဲ့အခါမှာနိုင်ငံတကာအမြင်မှာလည်းပေါ်လွင်လာမှာပဲပေါ့။သူပြင်တော့2008ဘုံတိုင်းတော့ကတော့မှဒီအာဟာရထုတ်တဲ့စီးပြားတွေ ပြဖြစ်တဲ့တွေဒါတွေကိုယူသွားတာတွေအဲ့ဒါပြည်သူတွေရဲ့သူများနိုင်ငံတကာအကူအညီတွေဟိုမှာသူတို့ကိုယ်စားလို့လိုစားရက်ကပ်ပြီးတော့ပြတာတွေဟာတော့တော့ပေါ်တာပဲပေါ့နော်အဲ့တော့တော့ပေါ်တယ်ပေါ့အဲ့တော့ဘလောက်တော့ပဲရှိသေးတယ်ပေါ့အင်တာနက်မှာတော့မှအခုလိုမျိုးလူမှုကွန်ရက်တွေအားကောင်းပြီးတော့မီဒီယာတွေကလည်းအမှန်တမ်းတွက်လက်နေတဲ့အချိန်မှာတော့ဟိုသူတို့ဘလိုပဲလှုပ်လှုပ်ငုတ်တဲ့အချင်းကအမြဲတမ်းရှိနေတဲ့အတွက်ကြောင့်ပေါ်ပါပဲလို့ပဲကျွန်တော်တို့မြင်တယ်သူတို့ legitimacy ကအခုဆိုရင်လည်းနိုင်ငံတကာကအကူအညီမယ်လို့ပြောနေကြတာကတကယ်တကယ်သူတို့လက်ထဲကိုဘယ်သူမှငွေထည့်ဖို့မစင်းလာပါဘူးတရုတ်တို့အိန္ဒိယတို့တို့ နိုင်ငံတွေတော့မှသူ့လက်ထက်ကိုပတ်စံထည့်ပြီးတော့ကူဖို့ပို့ပဲနဲ့တက်ဆိုင်ရာတကယ်ဟိုနိုင်ငံတကာဒီထောက်ပံ့ရေးအဖွဲ့အစည်းတွေကိုပဲတဆင့်ပြည်သူတွေကတဆင့်ပဲပြည်သူအဖွဲ့အစည်းတွေကတဆင့်ပဲကူပဲလို့တော့ယုံကြည်ပါတယ်အဲ့တော့ကျတော့သူကတော့နိုင်ငံရေးရာရိုးနဲ့ဒီဟာကိုသူပုံလေဝင်လို့ရတယ်ဆိုတော့ပုံစံမျိုးတော့သူကြိုးစားမှာပဲဒါပေမဲ့ကျွန်တော်တို့တော့အဲ့လောက်ကြီးစိတ်မပူပန်မိဘူးပေါ့နော်သူတို့ရတာတဲ့နဲ့ပြန်ပေးရတာသူပုံများမယ်လို့ပဲကျွန်တော်မြင်ပါတယ်โอเคဆရာကျေးဇူးပါဆရာတော့ပညာရှင်အနေနဲ့ဆိုရင်ဆရာ ဒီကျွန်တော်တို့ပြည်သူတွေအောင်မွေးရလို့ပြီးတော့ဝင်ပြီဆိုရင်ဒီငလင်ရေးပြီးလဲပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဆရာစကိုင်းပြည့်ရနေပတ်သက်လို့ရှင်ဆရာပါရင်ကျော်ပြင်ဆုံးလုပ်ရှင်နေဆရာဟုတ်ပါတယ်အဓိကတော့စကိုင်းပြည့်ရလုပ်နေတာကိုကွန်ကရစ်နဲ့ပိတ်လို့ရတာမဟုတ်ဘူးပေါ့နော်အဓိကကျွန်တော်ပိုတိအောင်လုပ်ရမယ်အခုတနေ့တခြားနဲ့ကျွန်တော်လုပ်ခဲ့တဲ့2004လောက်ကတောင်းနှင်းကြီးကလေးကနေစပြီးကျွန်တော်တို့စူးစမ်းခဲ့ကြတယ်တဖြည်းဖြည်းနဲ့ကျွန်တော်တို့လည်းပညာတွေပို့ပြီးစီးဘူးနိုင်လာတယ်ပညာရှင်တွေမွေးထုတ်လိုက်တာဆိုရင် ဒီကျွန်တော်တို့ဒီဘက်ကာလာထဲမှာကျွန်တော်တို့တပည့်တွေပေါ့မျိုးဆက်တစ်တရားရေးချီဒေါက်တာတွေပရော်ဖက်ဆာတွေဖြစ်ကုန်ကြပြီပေါ့နော်နိုင်ငံတကာနဲ့တောင်းဝင်ပြီးတော့ကမ္ဘာမှာအမြင့်ဆုံးဟိုဒီငလိန်နဲ့ပတ်သက်တဲ့ဒီပညာတွေလည်းလေ့လာခဲ့ကြတဲ့အခါကျတော့ဒီစကိုင်းပြည့်ကိုလည်းကျွန်တော်ဆက်လေ့လာခဲ့ကြတာတော်တော်လေးရှိအောင်နေပြီဆက်လည်းရအောင်လုပ်သွားနိုင်မယ်လို့လည်းယုံကြည်တဲ့ဟိုအဲ့ကြရပို့မြန်လာမှာပေါ့နော်ချိန်တော့ကမန္တမဟိုတချို့အရာတွေကစာရေးစာပြေပုံအားဖတ်ဖို့ပြီးတော့မလုပ်နိုင်တာတွေကကျွန်တော်တို့မျိုးဆက်တစ်တရားလုပ်နိုင်နေပြီပေါ့နော်တိုင်းသွားတဲ့ဆက်တွေ တိုင်းထွာပြီးတော့လုံနိုင်နေရတယ်ရေဒီယိုကာဗွန်ဒိတ်တင်နေဒိတ်တင်မျိုးမျိုးနဲ့တိုင်းတာပြီးတော့အခုဒါတော့လည်းဒီနေရာကတော့လုံမယ်ဆိုတော့ကျွန်တော်တို့လုံခဲ့တဲ့အဲဘယ်လောက်ကြည့်မလဲခုနှစ်နှစ်လောက်ပါတင်နေဟိုဒီအောင်စာတန်းနေထုတ်ပြီးတော့ပြောလဲပြောခဲ့ဝေဒါလည်းရှိတယ်ပေါ့နော်လုံနိုင်တာပေါ့အဲသူပြင်းသားတွေတိုးချဲ့လုံလာရင်ဒူးဒူးဒီပို့ပြီးတော့အတက်ပီအန်နေရနေတက်တာလာမယ်အဲဒီခုမျိုးကြီးလုပ်ငန်းမှာဒီလုပ်ငန်းအတွက်ကိုတရားငိုင်းတော့မှကုန်ကြကြကုန်ကြခံကြမလို့ပါဘူးအဲ့လောက်ဝေကိုတုံးရင်တော့မှကျွန်တော်ပညာရှင်အင်အားနဲ့ဆိုရင် ခုနပြောတဲ့အဆောက်အုံတွေထိန်းသိမ်းကောက်စောက်ချောက်ဖို့တွေအရေးကြုံလာရင်ကာကွယ်ကူညီဖို့တွေဒီလုပ်လို့ရပါတယ်ဖြစ်လည်းဖြစ်နိုင်တယ်လို့လည်းယုံကြည်တယ်အဲ့တော့လွတ်လပ်သွားပြီဆိုရင်တော့ဒါကျွန်တော်တို့ဆက်လုပ်ကြတော့ပေါ့နော်စကိုင်းပြည်ပြီအခုလည်းကျွန်တော်တို့တပ်ပုံရရမြအချက်လက်ထောက်ထားတွေစုပြီးတော့ဒါကလည်းပညာရှင်အဖွဲ့အစည်းတွေကျွန်တော်လည်းလက်ဆက်တွေရှိပါတယ်သူလည်းလုပ်နေကြတယ်နိုင်ငံရေးရောင်းသေးမပါပဲနဲ့ရရမြသူတွေနာအချက်လက်ကိုသူတို့ကောက်ယူပြီးတော့ဖြစ်လာတဲ့ဒီကနေတစ်ခုမှာ strike force မှာဖြစ်တဲ့ rupture စီပေါ့နော်ပြည့်ရွေးပြတ်သွားမှုတွေကိုတိုက်တာတယ်ဘလောက်ထိ ဘဝနာကဘယ်တော့ဘယ်တော့ချစ်ခဲ့တယ်ဆိုတဲ့အရာဒီပုံမှာလေ့လာတဲ့စာတမ်းတွေရေးကြမယ်ပေါ့နော်ဒါတွေကိုစောက်ဦးစောက်တဲ့ engineer တွေစီကိုဒီတို့ရဲ့ structure တဲ့ design တွေ plan တွေနောက် infrastructure plan တွေလုပ်တဲ့ခါမှာဒါအသုံးဝင်လာပေါ့နော်အခုကျွန်တော်တို့မိရှုခံရတဲ့အိမ်တွေကိုတောင်းမှကျွန်တော်တို့ကမတောင်းချီမှာပြန်ဆောက်ပေးဖို့အတွက်ကိုကျွန်တော်တို့ဘက်ကဒီ architecture စီ design တွေနဲ့ planner စီနဲ့ကျွန်တော်စီစဉ်ပြီးတော့အိမ်တွေ model တွေအစကျွန်တော်ဆွဲထားပြီးသားလည်းရှိတယ်ပေါ့နော်အဲ့တော့အခုလေဒီတိုင်းပါပဲဒီငလင်ကြီးထုတ်တဲ့ဓာတ်တွေကိုလည်းကျွန်တော်ဒီလိုပြုံတာနဲ့ပြန်ဆောက်နိုင်အောင်ဆိုတာလည်းကျွန်တော်တို့ဘက်က စဉ်းစားတဲ့လည်းရှိတယ်စဉ်းစားခဲ့ပြီးသားအချက်လက်တွေလည်းရှိပါတယ်အဲ့တော့ဝိုင်းပြီးတော့ကုနိုင်ပဲလည်းပြောကြည့်ပါတယ်မန္တလေးကကျွန်တော်တို့ဒီပဒင်းကြီးကို7.7ဆိုတာကြီးကျွန်တော်တို့မထင်မထင်ဟာကြီးတယ်မြေဝါထင်ကြီးတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ကတော့မေးမိကုန်ကမန္တလေးအတွက်ပါဆိုရင်လည်းရန်ကုန်အတွက်ပါဆိုရင်လည်းပေါ့မမြင်ရသေးဘဲနဲ့ကျွန်တော်တို့ကဟိုဆိုရင်ချက်တီကိုမေးကြတာပေါ့ဆရာတို့ကလည်းတအားသူသတိပေးကြတာပေါ့ဆိုတော့အခုမန္တလေးမှာကျောင်းမှာလေးလေးကွက်ကွက်နဲ့တွေးတန်ရည်နဲ့တွေ့နေရပြီရန်ကုန်လူလူ ဆရာတည်တယ်ပါတယ်ပြင်ဆင်ထားဖို့လုံမလဲပေါ့ဆရာဟုတ်ပါတယ်ဟိုရန်ကုန်က1930မှာဒီဖြစ်တဲ့ဘကိုးငလင်လို့လူသိများတာပေါ့เนาะတကယ်တော့ तू ကဒီဘကိုးရဲ့တောင်းပဲပေါ့เนาะသုံးกว่าနဲ့ဘကိုးနဲ့ကြားမှာကြီးတဲ့အစိတ်ပိုင်းကပြတ်သွားတယ်လို့ကြောင်ဖြစ်တာပေါ့เนาะအဲ့ဖြစ်တဲ့အခါမှာအဲ့တော့ရန်ကုန်ပြုတ်ပြမြို့ဆိုတာဒီဒီဒီအရှိဘက်ကိုဟိုဒီပစုံတော်ချောင်းပေါ့เนาะငွေကြီးချောင်းနဲ့နောက်ဘက်မှာကလိုက်မြစ်ပေါ့ဒါပဲရှိတာပေါ့เนาะရောက်ဘက်မှာဆိုရင်လည်းသူတို့ကကိုကိုင်းလောက်ပဲရှိတဲ့မြို့ပေါ့เนาะအဲ့ချိန်တော့ ဲ့ချိန်မှာတောင်မှလူ90လောက်တည်တယ်အတွင်းဝင်ရုံရဲ့ဝင်ကြီးများရုံပေါ့နော်အခုပေါင်းဖို့ပြုတ်ကြပြီးတော့ကြတော့ကြစ်ခဲ့ရတာရှိတယ်ပေါ့နော်အဲ့တော့ရန်ကုန်မှာအခုဆိုရင်လူကြီးက7တန်းလောက်နေရှိနေပြီအဲ့ဒါယူပြုတ်ပြလူကြီးကမြို့ရဲ့အပြေဝင်ရလဲစကိုင်းဖို့စကိုင်းပြိုက်ပြီးပေါ့နားလောက်ဒီတော့ရောက်နေပေါ့နော်တကုန်းချိဒရုန်းစိတ်ကန်းတကုန်းရှိဆိုရင်ဒရုန်းကိုကတ်သွားပြီပေါ့နော်အဲ့လောက်ဒီတည်းဖြစ်နေပြီနောက်တခါမြို့ပြကလည်းခုနပြောတဲ့အလေကောင်းဖြစ်တဲ့ဂျူဟူတိုင်းနဲ့ဒီတောင်တန်းတွေပေါ်မှာပဲမဟုတ်တော့ပဲနဲ့ဒီခြေလွှမ်းလေမြင်နေဖြစ်တဲ့ဘေးပတ်ပတ်လေလေတွေပေါ့နော် ဒီမှာလည်းတော်ရုပ်ကိုကြေပြပြပြနဲ့ဖြစ်ပြီးတော့အဲ့နေရာဒီမှာပါထပ်မြင့်စောင့်နေရတယ်ဖြစ်နေပြီပေါ့နော်ဒီလိုအလွန်မြင့်ဆိုတာထုံးစံပါပဲကလေးတခုလှုပ်ပြီးဆိုရင်ဂုံတောင်ကုန်းပေါ်မှာရှိတဲ့ထိုင်ကနေစောက်ဦးတွေကအောက်ခံကြောင်းနဲ့တွဲထားတာဆိုတော့တိတ်ပတိပဲねခုနပြောတဲ့ရေလိုက်နေရှိတဲ့နေရာတွေကပို့ပြီးတော့ထိတာတိတာစီတယ်ပေါ့နော်နမူနာပြောရရင်အခုဆိုရင်ပဲခုကနေကြီးမှာဘာမှမဆိုင်တဲ့အဝေးမှာရှိနေတဲ့ဒီအင်းလေးကပါအများကြီးထိခိုက်တယ်ပေါ့နော်။ဘောင်ကြီးဆိုတာဘောင်ပင်ခတ်တတ်တဲ့အမျိုးဖြစ်တဲ့ခါကျတော့ထိခိုက်တယ် ကမြေပြင်တွေတောင်မှနေနေတဲ့နေစင်းနေတဲ့ဘန်ကောက်မြို့ကသွားပြီးတော့ထိခိုက်တယ်ပေါ့နော်အဲ့ဒီကကျတော့ရန်ကုန်ဘာလဲပတ်ပတ်လဲမှာရှိတဲ့ဒီမြေတကူရဲ့ကန်းသားတွေမှာရှိတဲ့မြို့ပြတွေနေနေအထူးသတိထားတဲ့အထူးပြင်တော့ကျွန်တော်ဘက်ကအများအားပြောနေရတဲ့အစိတ်ပူတာကတော့တော့88နဲ့2000နဲ့ကြားမှာဖြစ်တဲ့ကာလပေါ့နော်အဲ့တော့စီမဲကမ်းမဲနဲ့အဆောက်အအုံပေါင်းများစွာဆောက်ခဲ့ကြတယ်ကန်ထရိုက်တိုက်တွေပေါ့နော်ဟောင်ကောင်တိုက်လို့လည်းခေါ်ကြတယ်ပေါ့နော်အဲ့ဒါဒီဆောက်ခဲ့တဲ့ဒီမှာ quality မမီတဲ့အရာတွေတုံးကြတယ်တန်ကြောင်းကအစပေါ့နော်အဲ့လိုဖြစ်ခဲ့တဲ့ခါကျတော့ အဲ့ဒီတိုက်တွေရှိတဲ့နေရာတွေကိုတော်တော်ကိုစိတ်ပူပါတယ်ဟိုတတိယထားတင့်တယ်ပေါ့နော်ဒီရန်ကုန်လိုနေရာမှာ6တသမငါ6တသမ9လောက်လှုပ်ရင်တော့မှအများကြီးတည်ပြောင်းနိုင်တယ်ဟိုဘန်ဒလေးရဲ့တက်တူးကိုကျွန်တော်တို့မတိရသေးဘူးဒါပေမဲ့လည်းဘန်ဒလေးတဲ့ပုံများနိုင်တယ်တော့ကျွန်တော်ကမြင်တယ်ပေါ့နော်9တသမ9အထိမလို့ဘူးပေါ့နော်ရန်ကုန်ကတော့အဲ့လောက်ထိအမြင်ထန်တာမလုပ်နိုင်ဘူးဒါ9တသမ3လောက်ဆိုတာလည်းနေတဲ့အင်အားတော့မဟုတ်ဘူးသူလည်းသူလည်းအနည်းငယ်ဘုံဘလုံးဟို800လောက်ခွဲလောက်တော့ပြင်းထန်တာပဲပေါ့နော် ဲ့တော့နေတဲ့အင်အားတော့မဟုတ်ဘူးအဲ့လောက်အင်အားနဲ့တာလုပ်ရင်ကျွန်တော်ရန်ကုန်ဒီခန့်နိုင်အများကြီးနေပါတယ်ခန့်ဖြစ်ပျက်စီးဖြစ်နိုင်နေအများကြီးလည်းများတယ်ပေါ့နော်ရန်ကုန်မှာတူကြီးဘန်လေးမှာတူချင်းတူချင်းနေရဲ့ဒီအိမ်ကြီးကချမ်းသာတဲ့အတူတည်းအိမ်ကြီးမြင့်တာမြင့်တယ်အိမ်နာအထက်တာမြင့်တယ်သူကအဲ့လိုနေကြရပြီးတော့မန္တလေးရန်ကုန်ရဲ့တူနေမှုကြအဲ့လိုမဟုတ်ဘူးပေါ့နော်ရက်ွက်တီတီတီအေရတီတီတီကလည်းမှာသူဥကြီးအများကြီးကတိုက်မြင့်နေနဲ့စုပြီးနေကြတဲ့အခါကျတော့ကိုဒရိုက်ကမပြေရင်တော့ဘေးတိုက်ကိုတော့ပြီးတော့ဟို ဝေးလိုက်ရဲ့ impact ကကိုလာမှာပေါ့နော်အဲ့တော့ကျတော့တော်တော်သတိကြီးစွာထားတဲ့ရန်ကုန်လူထုအနေနဲ့ဒီဟာဒီသင်္ကန်းစာကိုယူပြီးတော့ကျတော့ဟိုအဆောက်အဦဘက်ကပိုင်းပါတယ်ကိုတိုက်တီးကဘလောက်ဒီခံလဲတော့ကြည့်ပြီး retrofit ပေါ့နော်ပြန်လဲပြင်ဆင် moment အနေနဲ့အရေးကြုံရင်လည်းဘလို့ထွက်ပြရမလဲဘလို့ကာဝေးရမလဲဆိုတော့အများအားလေ့လာထားတဲ့နဲ့ဟိုမှာမီတာစီးဘူးလိုမျိုးတွေအမြဲရှိရတာမျိုးတွေရေးကြုံရင် gas oil တွေ data line တွေကိုအပြန်ချဖို့စနစ် data တွေကိုကျွန်တော်အမြဲတမ်းစဉ်းစားပြင်ဆင်ထားတဲ့ပါတယ်ရန်ကုန်ဒီနောက်ထပ် target မဟုတ်ဘူးလို့ပြောနိုင်ဘူးနောက်တော့ကျွန်တော်အမြင်ရတယ်1930ရာလုတ်ခဲ့တဲ့ကနေဒီဒကိုင်းပြည့်ရဲ့ဒီဘက်တောင်ဘက်ချမ်းနေရာ130ကိုတစ်ချိန်လောက်ဟိုခုနှစ်ကျော်တဲ့ငွေနေနေလှုပ်လေရှိတယ်လို့တွေးထားရတယ်ပေါ့နော်တွေးထားရတဲ့အတွက်ကြောင့်ရန်ကုန်ဘာခု95နှစ်ရှိပါပြီအဲ့တော့95နှစ်ရှိလို့မလှုပ်ဘူးလို့မပြောလို့မရဘူး95နှစ်မှာလှုပ်ရင်ပမာဏငယ်ပဲပေါ့နော်နှစ်130သင်း120မှာလှုပ်ရင်ပမာဏပိုပိုကြီးသွားမှာပေါ့နော်ဘာလို့တန်းချင်းရဲ့တဘောကဒီကြာကြာတောက်ခံထားလေးတွေပြတ်သွားတဲ့ခါမှာကြာလေပေါ့နော်အခုဖြစ်တဲ့1139 င်းဝငလင်ရဲ့နောက်ဆက်တွဲဖြစ်တဲ့2025ဟာ186နှစ်ရှိပြီပါဖြစ်ပါဒီကီလိုမီတာ100လောက်ရှိတဲ့အပိုင်းကပြတ်သွားတာဆိုတော့ပမာဏအမှန်ကြီးသွားတာလည်းမှန်တယ်အဲ့တော့ဒါပေမဲ့လူတီပြောက်သဘောနဲ့အပျက်စီးကြည့်ရင်ရန်ကုန်ကိုကျွန်တော်ပို့ပြီးတော့စိတ်ပူပါတယ်ပိုလဲဖြစ်နိုင်တယ်မန္တလေးကတိုက်တည်သည်တကယ်တမ်းဆိုရင်တော်တော်ကောင်းအောင်ဆောက်ထားတဲ့အရာတွေကများပါတယ်ဒါတော့မှဒီလိုမျိုးတွေ့ရတယ်တွေ့ရမှာတော့တည်ထားပြီးမှဓာတ်ပုံတွေမှာကြည့်လိုက်ရင်တိုက်တိုက်ကအကုန်လုံးပြိုကျသွားပြီးတော့ဂျိုင်းလဲသွားပြီးတော့တိုက်တိုက်ကအကောင်းတိုင်းကျန်တာတွေ့ရတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ မကလေးကလူတက်တာမဟုတ်ဘူးလူဒီစောက်တဲ့အဆောက်ကလူကိုတက်တယ်ဆိုတဲ့အတိုင်းပဲစောက်တဲ့အဆောက်ကကောင်းရင်ခံနိုင်ရည်ရှိကြတာများပြီးတော့မကောင်းရင်ပိုပြီးတိောက်ပြည့်စုံမှုများတယ်ဆိုတာသိထားဖို့လည်းလိုပါတယ်အဲ့တော့ရောက်ဒူးဒူးအနေနဲ့တော့ဒီကျွန်တော်တို့တောကြောက်ပညာပေးခဲ့တဲ့အားဒီလူ့ဘုံရတဲ့တကွာအလုံးမှဒါရေးထားတဲ့ပြုစုထားတာတွေလေးလေးလာဖတ်ကြည့်ပြီးတော့ကျတော့ဒါကိုစင်ကျင်နိုင်ကြဖို့တော့ကျွန်တော်ကြိုးပြီးတတိပေးချင်ပါတယ်။ဟဲ့ရောင်းလေဘယ်ရပါ့ဗျာ။ လာမျိုးကိုလည်းပြောဝင်ရအောင်ပါလာပေါ့အားရစီအောင်ရတော့ဆိုင်လိုက်ဘာမှမကြပါဘူးဗျာဘာမှမလုပ်သေးပါဘူးဗျာမင်းမြုပ်ခင်ကလည်းမိနေကျွန်တော်အင်အားသူသွားပေါ့လုံသွားတယ်ဗျာဒီဘာမှလုံသိနေတော့လောင်လို့သွားဗျာမင်းကျွန်တော်မြင်တော့ဒါမြင်တော့စင်မရပါဘောဗျာကိုယ်ရင်မဲ့တော့ခါရတာပေါ့ကိုယ်ကမဲ့နေမသားနေပေါ့ဗျာသူမင်းလည်းလေးရွာကျွန်တော်စင်အောင်သွားအောင် ซาเฟอร์ซอยะจอมเบอร์ดีเนี่ยตะโมดถ่ายซ่องเนี่ยตื้อโนโนถ่ายซ่องเลยบ่เนี่ยบะงาแม้ตั้วละหมดซ่องเนี่ยบ่ตื้อบ่အော်ဒီနေ့တောင်းလို့ရပါရှိနေပြရှိနေတော့လို့အဲ့ဒီနဲ့အာသိနေတာပေါ့လေအဲ့အဲ့ကျွန်တော်ဘယ်လို့မှပြင်မလို့ပါဘူးကျွန်တော်ကသူ့ဒါသူ့ကံရောက်ပဲလို့ကျွန်တော်ကျွန်တော်သားကြီးရေကြပြလို့ရတယ်ဘယ်လို့မှကြောက်ပြင်မလို့ပါဘူး

တော်သမီးကောင်းမရောင်းတော့သမီးတီးပုံနေအောက်ဒီကြားကအစမ်းဒီကုညီတောင်းခံမှုတွေဟာလဲကြားရသလောက်ကြောက်သွားပြီလို့အဖွေကြေးစဲသူတွေကပြောထားတာကိုတွေ့ရှိရပါတယ်။မြန်သောကဲနိုင်တဲ့နေသားတွေတရံတရားမစုံနေတာတွေနဲ့ပြည်သူပြည်သူချင်းပဲပြန်ကဲနေရတာဖြစ်တဲ့အတွက်တစ်တက်မရှိရင်ဘာဖြစ်မလဲလို့ပြီးနေမဲ့အစားတစ်တက်ရှိနေတော့ဘာဖြစ်နေလဲဆိုတော့အလုံးသိဖို့လိုအပ်ပါတယ်။ပြည်သူအားကိုရတဲ့စစ်တပ်မဟုတ်တဲ့ အနာယူစစ်တဲ့မရှိရင်ဘာဖြစ်မလဲဆိုတဲ့မေးခွန်းပို့ခုလိုမျိုးဘောမာရီရောဒီသူတွေရောအားလုံးရှိလာတဲ့ချင်းတွေခုပါပဲဆက်ကြည့်ကြဆွဲဆွဲမနိုင်မနေဘူးဖြစ်တာပါတကယ်ဘယ်လိုမှဟို လုပ်လို့မရတဲ့အခြေအနေမျိုးတွေကိုကျွန်တော်ရင်ဆိုင်ခဲ့ရတယ်ပေါ့နော်။ဒီသာဝတ္ထုရဲ့ဒုက္ခတွေအားလုံးကိုကျွန်တော်တို့နှစ်သိမ့်ရုံမှတကားပေါ့နော်။ကျွန်တော်တို့နိုင်ငံတော်ကူညီရုံမှတကားအများကြီးရှိပါဘူး။ဟိုတရုတ်ဖွဲ့တွေမြောက်ခင်ရှိရတော့ကျွန်တော်တို့ကအထက်ထဲမှာရှိတဲ့အသက်ရှင်ရရှိတဲ့လူတွေနဲ့ဘယ်လိုကွန်တက်ရမလဲဆိုတော့ကျွန်တော်ဒီဒီဒီအဆောက်အဦတစ်ခုလို့ဒီအပေါ်ဘက်ကလည်းတက်ကြည့်တယ်။ကျွန်တော်တို့ကေလို့ရတဲ့လူတွေအားလုံးကဘေးရနေပြီးအထက်ထဲမှာရှိတဲ့ပေ20ပတ်ချာလေလောက်55ပတ်ချာလောက်အဲ့လိုလူတွေကဲနေတာပေါ့။ပေ80ရဲ့အလဲကောင်မှဖြစ်နေမယ်။လူဆိုရင်ဒါဟိုဘက်ပြည်လေးတဲ့ဒီဘက်ပြည်လေးတဲ့ဘယ်လိုမှကျွန်တော်မရောက်နိုင်ဘူး။ ဒီငလင်လုတ်တဲ့ဖြစ်စဉ်ပြပြရင်းကျွန်တော်ရန်ကုန်ကထွက်လာတယ်ပေါ့နော်တနေ့တော့ကျွန်တော်အများဆုံးစုဖွဲ့ပြီးတော့ထွက်လာခဲ့တယ်ပေါ့ကျွန်တော်တို့ဒီရောက်တဲ့ရက်မှာဒီရောက်တယ်ပေါ့နော်ရောက်တဲ့ရက်အချိန်ဒီအားလုံးကတော့အများကြီးပါပဲပျက်စီးဆုံးရှုံးမှုတွေကဟိုအသက်တွေအိုးအိမ်တွေအများကြီးဆုံးရှုံးထားပါတယ်ပေါ့နော်ကျွန်တော်ဒီမှာရှိနေတဲ့နေရာကတော့ Sky Villa မှာကျွန်တော်ရှိနေတာပါခင်ဗျဒီမှာကျွန်တော်တို့ဝိုင်းကူနေတယ်ပေါ့နော်ဒီလိုမိသားတွေရောကျွန်တော်တို့အခြားသောအသင်းအဖွဲ့တွေရောကျွန်တော်တို့ရောပြီးတော့ဒီတရုတ်ဖွဲ့တွေ ုံးဝယ်အောင်ရောက်နေပါတယ်ခင်ဗျာဒါရဲ့ကျွန်တော်ပေါက်ဆက်နေတဲ့ဒီနိုင်ငံဘက်ကနေကူနေပါတယ်ခင်ဗျာငလင်နဲ့ပတ်သက်လို့ကတော့ငလင်ကျွမ်းကျင်တဲ့သူတွေကတော့ပူပြီးသိပါလိမ့်မယ်ခင်ဗျာကျွန်တော်ကတော့ငလင်နဲ့ပတ်သက်လို့ကျွန်တော်ကထိုင်းမှာ training ယူထားပြီးသားပါတော့ဒီလိုငလင်နဲ့ပတ်သက်တဲ့အပြည့်အစုံတွေဖြစ်တယ်ဒီလိုကူရမယ်ဆိုရင်ဟာတော့ရှိတယ်စာတွေ့ကျွန်တော်တို့ကပြီးလို့ရှိရင် video clip တွေနဲ့ကျွန်တော်တို့သင်ကြားခဲ့ရတာပေါ့နော်လက်တွေ့ကြီးကြီးမားမားတော့ဒီမှာဖြစ်သွားတာယူကျွန်တော်တို့ရင်ဆိုင်ခဲ့ရတာပေါ့နော်ကျွန်တော်တို့မနိုင်မနှင်းကိုဖြစ်တာပါတကယ်ကိုဘယ်လိုမှဟိုလို့လို့မရတဲ့အခြေအနေမျိုးတွေကိုကျွန်တော်ရင်ဆိုင်ခဲ့ရတယ်ပေါ့နော် အများကြီးပါမိသားစုတွေရဲ့ဒုက္ခတွေအားလုံးကျွန်တော်တို့နှစ်သိမ့်ရုံမှာတပါပေါ့နော်ကျွန်တော်တို့နိုင်ငံလောက်ပြည်တော်မှာတပါအများကြီးရှိပါဦးဒီမှာအဖွဲ့ပေါင်းများစွာမြန်မာနိုင်ငံအထက်မှာကြီးပါရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံလူမှုကွန်မြူနတီအဖွဲ့ရေးဖွဲ့အလိုက်မင်းလူအဖွဲ့ဆိုတဲ့ဆယ်ဖွဲ့ဆန်ခါဖွဲ့ဝယ်ပြီးရပ်ွက်တွေကိုအကုန်လုံးဝင်ပေးနေတယ်ကျွန်တော်တို့ဖောင်ဒေးရှင်းနဲ့လည်းပူးပေါင်းပြီးသွားနေတယ်လို့ကျွန်တော်တို့ဖောင်ဒေးရှင်းနေလည်းဒီမှာလာပြီးတော့နိုင်တယ်လို့ ပါတယ်ဗျကျွန်တော်တို့ကတော့ရှောက်ပြီးကယ်ဆယ်ရေးနှမဆိုတော့ဒါကိုဦးစားပေးပြီးဝင်တော့ပေါ့နော်အခြားလူတွေမှလည်းအကူအညီထောက်ပံ့ရေးတွေဟာပံ့ပိုးပူမှုတွေအဲ့ဒါတွေအားလုံးလည်းသူ့အနေနဲ့တောင်းနေတယ်လို့ကျွန်တော်တို့တားသိရပါတယ်ခင်ဗျအဲ့လူတွေအားလုံးကလည်းရန်ကြီးသူတင်ပါတယ်ကျွန်တော်တို့ရှောက်ပြီးကယ်ဆယ်ရေးသမားတော့ရှောက်ပြီးကယ်ဆယ်ရေးအလုပ်ကိုကျွန်တော်တို့ကျွမ်းကျင်တဲ့လူတွေအရင်စူးစမ်းပြီးလုပ်နေတာပါခင်ဗျဟိုတရုတ်ဖွဲ့တွေမြောက်ခင်ရှိရတော့ကျွန်တော်တို့ကအထက်ထက်မှာရှိတဲ့အသက်ရှင်ရရှိတဲ့လူတွေနဲ့ဘယ်လိုကွန်တက်ရမလဲဆိုကျွန်တော်ဒီအကြီးကြီးဟာအဆောက်အဦဒီကူလို့ဒီအပေါ်ဘက်ကလည်းတက်ကြည့်တယ်ဝင်လို့ရတဲ့နေရာလေးအားလုံးကျွန်တော်နိုင်တဲ့လောက်ပြီးတော့ကွန်တက်ပါရမလဲလို့ကျွန်တော်စူးစမ်းရတယ်ပေါ့နော်ကျွန်တော်ကတော့ ကယ်ထုတ်တဲ့ဖွဲ့တွေကလည်းသူ့အဖွဲ့လိုက်သူเนาะအများကြီးပါပဲတကယ်ကိုတက်ညီလက်ညီလာပြီးတော့ကုနေကြတယ်ပေါ့နော်ဒါပေမဲ့မနိုင်မနင်းတော့ဒါကြီးကကြီးမားတဲ့အစာအုပ်ကြီးမှာကြီးမားတဲ့ဖြစ်စဉ်ဖြစ်သွားတယ်ပြည့်အလုံးစူးစမ်းပြီးမဲ့အများကြီးပေါ့နော်မျောလင်းသလောက်တော့အများကြီးကိုကယ်တယ်လည်းမရဘူးအစာအုပ်ကြီးကကျွန်တော်တို့ဖြတ်ကပေး၈၀လောက်ရှိတယ်အရှိဆုံးပေး၃၀၀လောက်ရှိတယ်ပေါ့ဒါကျွန်တော်အစာအုပ်ကြီးအချင်းတွေတော့ကျွန်တော်မမြင်ဘူးပေါ့နော်ကြိုသွားပြီးမှမြင်ရတဲ့အချင်းတွေကကျွန်တော်ကယ်လို့ရတဲ့လူတွေအားလုံးကဘေးကနေပြီးအထက်ထဲမှာရှိတဲ့ပေ၂၀ပတ်ချာလေလောက် 15ပြီပတ်ချလို့အဲ့လိုမျိုးပဲခဲနိုင်တော့ပြီ80ရဲ့အလေကောင်မှဖြစ်နေမယ်လူဆိုရင်ဒါဟိုဘက်ပြေးလိုက်တယ်ဒီဘက်ပြေးလိုက်တယ်ဘယ်လိုမှတူတူမရောက်နိုင်ဘူးဗျဒါကြီးရုပ်လည်းဝင်ချီဆက်လက် မလို့မရဘူးဖေးဖေးချင်းဖေးဖေးချင်းတို့ကဖက်ထုတ်သွားမှာအခြေအနေရှိတယ်ပေါ့နော်ဒါကျွန်တော်ရဲ့အတွေ့အကြုံရပါငလျင်ငယ်တွေအများကြီးထုတ်လာပြီးငလျင်ကြီးလာတယ်ပေါ့နော်ငလျင်ကြီးလာပြီးသွားရင်ငလျင်ငယ်တွေဆိုတာကအဆက်ရှိနေတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့လေ့လာခါရပြရတာငလျင်ပညာရှင်တွေဆိုတော့ပူပူပြရအောင်အဲ့တော့ဟိုငလျင်ဟာဒီနေ့လုတ်ပြီးနောက်နေ့နောက်နေ့ဆက်ပြီးတော့အကြီးကြီးထုတ်သွားမယ်လို့လည်းမဖြစ်နိုင်ဘူးလို့ဟလာဟိုဖြစ်လာတဲ့ခံတွေ့ရတယ်ရှိတတ်ပါတယ်ဒါကြောင့်ဟိုသတိဝိရိယနဲ့တော့အနည်းဆုံးနေကြပါပေါ့နော်ပတ္တိလိဆန်လို့ပါလို့ကဒီငလျင်ဆိုတာကိုကြိုပြီးသူတို့ပြည်တယ်ပေါ့နော်သူတို့ရဲ့ဒါ သဘာဝတရားရသိတာပေါ့နော်အဲ့တော့အဲ့ဒီလိုခိုင်းလို့ကခုနပြောသလိုပဲနေဒီမှာဆိုရင်တော့ပြောင်းတော့အပြင်ထွက်လာတယ်ဆိုတော့ရှိကောင်းရှိမှာပါဒါလည်းသတိထားကြပါဖက်ဖက်ကသတိထားမယ်အခြေအနေပါခင်ဗျကျွန်တော်တို့ဒီဘက်ကတော့ဒါကျွန်တော်တို့တော့ရှာဖို့ကြေတဲ့အလုပ်ပဲပေါ့နော်တို့တော့တဲ့တော့ဟိုရက်ကအရင်နေ့ရက်၃ရက်ဆိုတာဖြစ်လာပြီဆိုတော့ခါကျရှာဖို့ကြေစေကြီးကတော့ကျွန်တော်တို့တပြေးချင်းဟိုအာဟိုပါပေါ့ညှော်လင့်ချင်နေလာတဲ့အခြေအနေရှိပါတယ်နော်ဒါမဲ့လည်းနောက်ဆုံးအခြေအနေဒါလည်းလောက်ဆိုတော့ကျိုးသားနေပါလို့ကျွန်တော်တို့လည်းလာပြီးကုညီတဲ့ အားဖြည့်တဲ့ကျွန်တော်တရုတ်ဖွဲ့တွေကိုပေါင်းပြီးတော့လုပ်နေကြပါတယ်ပေါ့နော်တရုတ်ဖွဲ့မိသားဖွဲ့ဗကြန်တဲ့ဖွဲ့အကုန်လုံးသူ့နေရာနဲ့သူ့ကန်တာနဲ့သူပေါ့နော်သူ့နိုင်ငံနိုင်ငံပေါ့နော်ဆောက်ချောက်ပွဲကဲသိသမားလည်းဆောက်ချောက်ပွဲကဲသိပေါ့နော်ကုညီချောက်ပွဲသမားလည်းကုညီချောက်ပွဲပါပေါ့အကုန်လုံးသူ့ကန်တာလိုက်ထိုးစားနေကြပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တိုင်းပြည်ကိုပေါ့ဘူးထိုင်းလည်းပါသွားတယ်လို့သိရတယ်အဲ့တော့အဲ့လိုဖြစ်စဉ်ကြီးပါအားလုံးဒါစိတ်မကောင်းမနေကြဖြစ်ပါလေဒီလူတွေရဲ့နေရာလေဒီတော်ကြီးပေါ့နော်ဒီအတွက်ကအသက်တွေဆုံးမသွားတာလည်းအများကြီးဖြစ်ပါတယ်အဲ့အဲ့အတွက်ကျွန်တော်တို့နေနေတော့ဒီဥနာလေးတက်တက်ပါတော့ရှိတယ်ပါတယ်ပေါ့နော်အဲ့တော့ အဲ့လိုအပြင်ကျွန်တော်လာပြီးတော့ပူနေကြနေတဲ့အဖွဲ့ကြီးအားလုံးအားရခင်ကြပါသေးတယ်เนาะအားရစုံလေးကိုဒီကွက်မဲ့မပြည့်စုံဘူးမတိုးကြပါနဲ့ပေါ့နော်ဒီကွက်မဲ့ပြည့်စုံတဲ့လူကရှေ့ကနေကျိုးတယ်ကိုညာကိုသားကိုညီကဲတဲ့လူတို့နောက်ကဒီကွက်မဲ့မပြည့်တဲ့လူတွေကလည်းသူတို့နိုင်နေဟာပေါ့နော်။နောက်တဲ့ဘော်ကြီးကျတော့ပယ်ပြီးလာဆတို့အတားအများကြီးပါလေ။နော်အဲ့အတွက်ကျွန်တော်တို့ကြီးပေးကြပါဘူး။ဒီဘက်မှာကျွန်တော်တို့လိုအပ်မှာကတော့ကျွန်တော်တို့ကိုညီကဲတဲ့ပစ္စည်းတွေပေါ့နော်။ဟုတ်လား။ Net A City Book ကစပါပေါ့နော်။ ဒါလည်းအများကြီးလိုအပ်ပါပဲဒီအစာဦးကြီးမျိုးတွေဟုတ်လားအနည်းဆုံး15ရက်တလောက်ဖြည့်ရအောင်ပါဖြည့်ရင်းဖြည့်ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်အချိန်လေးနဲ့အများကြီးကြာအောင်ပါ